အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီနေ့မှာတော့ ရှင်တို့ရကြလေးတွေသိထားဖို့အရေးကြီးတယ်မိခလေးတွေရဲ့လိမ့်စိမ့်နဲ့လိမ့်သားရမှုသိကောင်းစရာများသာတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီကြောင့်မပြောခင်အမျိုးသားတွေသိထားတဲ့အမျိုးသားတွေရောသွေးဆုံးတလားဆိုတာအရင်ပြောပြခြင်းပါတယ်အရာပေးမှာပဲရှင်တို့ရကြလေးတွေသိထားဖို့အရေးကြီးတယ်မိခလေးတွေရဲ့လိမ့်စိမ့်နဲ့လိမ့်သားရမှု သိကောင်စရာများသောတင်ဆက်ပြီးမှာပေါ့အဆုံးထိကြည့်ပေးကြပါရှင်အမျိုးသားတွေရောတွေးဆုံတယ်လားအမျိုးသားတွေဟောအသက်ရွယ်ထီလာတာလည်းပြောင်းတွေးတွေးယောက်ျားဟော်မုန်းပမာဏလျော့နေတက်ပါတယ်အရာကြောင့်အသက်40 50ပိုင်းလောက်မှာဟော်မုန်းတွေပဲပုံမှန်တဲ့လေလာတဲ့ကောင်စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာတော့ no race လာတော့ဖိုက်ပူလာတော့အိမ်မပြောတော့ လိမ့်စေရနေလာတော့အေးတီလို့ခေါ်တယ်စိတ်ကဆောင်ပေမဲ့ကိုကမထနိုင်တော့တာစရိတ်ဖြစ်တနာတွေတုံတွေးလာရနိုင်ပါတယ်သူတည်တနာပြုလုပ်ထားချက်တွေရကြောင်ဟောမောအသက်30ကနေ40လောက်ကစားပြီးတနေ့ကို200ခိုင်နှုန်းလောက်ကျဆင်းလာတယ်လို့ဆိုပါတယ်အမျိုးသမီးတွေတွေ့ဆုံနေဆိုတော့တဲ့ငါတောင်းမထုတ်တော်ရဲ့ဖြစ် မိမဟော်မုန်တွေထုတ်ထားရုပ်တရက်ကောက်ရဲလိုက်သလိုဖြစ်သွားတာပါအမျိုးသားတွေမှာကမထူပါဘူးရကြောင်ဟော်မုန်ပမာဏရုပ်ချီကျလာတာမဟုတ်ပဲနည်းနည်းစီကျဆင်းလာတာဖြစ်တဲ့အတွက်သူ ਈ ဆုံတာနဲ့မတူပါဘူးမတောက်ပါနဲ့လူတိုင်းဖြစ်လာမှလို့မဆုံလိုပါဘူးတန့်တော်တဲ့ဓာရဲ့လေချင်ခံတဲ့စီဝါကောင်းလေးတွေမိဝဲထားရင်လူအိုပေမဲ့စွမ်းနိုင်ပါသေးတယ် ဆက်လက်ပြီးတော့ရှင်တို့ရောက်ကြလေးတွေသိထားဖို့အရေးကြီးတဲ့မိန်းကလေးတွေရဲ့လိမ့်စိမ့်တဲ့လိမ့်တာရဖို့တည်ကောင်းစရာများသောတင်ဆက်ပေးခြင်းပါတယ်။ရှုပ်ထွေးပြီးနောက်လေကိုကတ်တဲ့အမျိုးသမီးတို့ရဲ့လိမ့်မှုရရောအမျိုးသမီးတွေရဲ့ကိုယ်ခန္ဓာဟာရှုပ်ထွေးပြီးတော့စံကျေပါတယ်။အထူးသဖြင့်လိမ့်ကိစ္စမှလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ အမျိုးသမီးအများစုဟောသူတို့ရဲ့ကိုယ်ခန္ဓာကြောင့်ဒုမဟုတ်လေမှုဆိုင်ရာတုတ်ပြဲမှုတွေအကြောင်းကိုနားမလည်ကြပါဘူးခြေတော့အမျိုးသားတွေကလည်းအမျိုးသမီးတွေရဲ့လေမှုကိစ္စတွေကိုမသိနိုင်ကြတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးလူပြောသူပြောယုံတန်စကားတွေပုံမြင်တွေအယူအဆအမှားတွေကြောင့်လည်းအမျိုးသမီးတွေရဲ့ကိုယ်ခန္ဓာပေါ် အမျိုးသားတွေရဲ့နားလည်မှုကိုပိုပြီးရှုပ်ထွေးစေပါတယ်။ဒါကြောင့်အမျိုးသမီးတွေရဲ့အထွတ်အထိပ်စိတ်တန်တရားဖြင့်ပြီးဆုံးခြင်းနဲ့ပတ်သက်လို့အမျိုးသားတွေခုတ်ချင်ရတဲ့ပိုင်းဝင်နေစားစေဖြစ်တဲ့အချက်တွေကစိတ်ချက်ကိုပေါ်ပြလိုက်ပါတယ်။အမတ်တဲ့လိမ့်ဆက်ဆန်တဲ့အခါတိုင်းအထွတ်အထိပ်ကိုရောက်ရမယ်လို့ထင်တတ်တော့ပုံမှန်အဖြစ် လိမ့်ဆက်ဆံမှုပြုယုံတဲ့စိတ်ကံစားမှုရဲ့အထွတ်ထိပ်ကို မရောက်နိုင်ပါဘူး။အမျိုးသမီး30ရာခိုင်နှုန်းလောက်သာ လိမ့်ဆက်ဆံမှုတတ်တတ်တဲ့အမြင့်ဆုံးခံစားမှုကိုရှာနိုင်ပါတယ်လို့သုတေသီတွေကဆိုပါတယ်။ဇန်တဲ့အမျိုးသမီးတွေအတွက်ကတော့သက်သာသောနှုတ်ဆောင်မှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အမှန်နဲ့လိမ့်ဆက်ဆံတဲ့ပုံစံအနေနဲ့ အလုံးကတူညီတဲ့ခံစားမှုကိုပေးတယ်လို့ထင်တတ်တာမဟုတ်ပါဘူးအမျိုးသမီးတွေခံစားမှုအထွန်းထဲကိုရောက်ဖို့ပုံများတဲ့ပုံစံအနေထားတွေရှိပါတယ်ဥပမာအမျိုးသမီးကအပေါ်ကနေဆက်ဆံပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီလိုဆက်ဆံခြင်းကအမျိုးသမီးရဲ့လက်ရင်းကအစိမ်းကိုလှုပ်ဆောင်ပေးနိုင်တဲ့အတွက်အပြည့်ဆုံးခံစားမှုကိုရရှိသွားစေနိုင်ပါတယ်အမှန်တော့ အမျိုးသမီးတွေကလွယ်လွယ်နဲ့ပြီးတတ်တယ်။အထုတဲကိုအလွယ်တကူရောက်နိုင်တယ်လို့ထင်တော့လေရတာပေးရုပ်ရှင်တွေအပြာစကားတွေမှာတော့အမျိုးသမီးတွေမြင့်မြန်ဆန်းဆန်းပြီးဆုံးသွားကြတာကိုမြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အမှန်ကတော့အမျိုးသမီးအများစုအောင်အထုတဲခံစားမှုကိုရောက်ဖို့မိနစ်20လောက်ကြာမြင့်တတ်ပါတယ်။ဒါကြောင့်ဆော့ဆန်ခြင်းမပြုမီ ကနဲ့ကိုနှိုးဆွခြင်းလို့ခေါ်တယ်အထူးနှိုးဆမှုလိုအပ်ပါတယ်အမားလေးတုံခါဆက်တွေကအမျိုးသားတွေနေရာမှာအဆောင်ထုတ်လို့ရတယ်လို့ထင်တော့ဒီလိုပစ္စည်းတွေကအမျိုးသမီးတွေကိုခန့်စားတဲ့ပေးနိုင်နေဆိုတာကတော့ဟုတ်ပါတယ်ဒါပေမဲ့အမျိုးသားတယောက်နေရာမှာတော့အဆောင်ထုတ်နိုင်တဲ့မရှိပါဘူးဘာကြောင့်လဲဆိုတော့ချစ်ခင်ရင်းနေတဲ့အထည်တွေနဲ့တာယာမှုကြောင့်ရနိုင်တဲ့ ခံစားချက်ကိုမပေးနိုင်လို့ဖြစ်ပါတယ်။အမားငေါ့အမျိုးသမီးတွေကအမျိုးသားတွေပြင်းပြင်းပြီးသွားတော့ဒါမှမဟုတ်နေ့တည်းမပြောဝဲဆက်ဆံတာမျိုးကို မကြိုက်ဘူးလို့ထင်တော့အမျိုးသားအများစုက အမျိုးသမီးတွေထက်အရင်ပြီးထဲကြပါတယ်။ဒါပေမဲ့အဲ့ဒါကြောင့်ပျော်ရွှင်မှုမရနိုင်ဘူး။ဆက်ဆံရေးကိုထိခိုက်စေမယ်လို့ယူဆလို့မရပါဘူး။တကယ်လို့အကျိုးနှိုးဆော်မှုတွေလို့ဖို့ အထင်မြင်ရတဲ့အခါမျိုးအထင်ယူပြီးတော့မဆက်ဆံနိုင်တဲ့အခါမျိုးမှာဒီလိုမြင်မြန်ဆက်ဆက်လှုပ်ဆောင်လိုက်ခြင်းရဲ့ထူးခြားတဲ့ခံစားမှုကြောင့်ရှင်နေမှုကိုပုံမခိုင်မစိတ်ဓာတ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဆိုရင်အဝတ်စားတွေကို အခုံစင်မဖယ်ရှားဖို့တော့တချို့ထွန်းနေသူတွေကတိုက်တွန်းကြပါတယ်အမှားချောင်းကိုယ်တော်တော်ဝင်ပြီးဆုံးမှုအထင်ပိုကြတယ်လို့ထင်တော့ တိုးတက်လာတဲ့နေပညာတွေကြောင့်ခုအချိန်မှအဲ့ဒီလိုမပြေနိုင်တော့ပါဘူး။ကိုနှုံးတွေကိုပေါသက်ထပ်ပေါပြုလုပ်လာနိုင်ကြတဲ့အတွက်စွတ်ထားတဲ့ဆိုတော့တတိမထောင်းမိနိုင်တော့ပါဘူး။အမကုံအမျိုးသမီးတွေပြီးရင်အောင်ဆောင်တာကိုအမြင်နဲ့သိနိုင်တယ်လို့ထင်တော့အမြင်မသိနိုင်ပါဘူး။တချို့အမျိုးသမီးတွေကကိုယ့်ရဲ့အဖို့စိတ်ကြီးနဲ့စိတ်ဖို့အတွက်အကောင်ဆုံးသေယူဆောင်ပြတတ်တာတွေလည်းရှိပါသေးတယ်။ တကယ်တော့ဒါဟာတရားလို့တွေ့မကောင်းပါဘူး။ဒါကြောင့်ကိုယ့်ရဲ့အမျိုးသမီးကိုပွင့်ပွင့်လင်းလင်းပေးပြီးတော့တရားစလုံးအစဉ်ပြေခြေနဲ့မူရနိုင်ပေနိလန်တွေကိုရှောင်ဖွေရမှာဖြစ်ပါတယ်။အမရှိအမျိုးသမီးတွေဟာနုနုငယ်ငယ်ကြီးကြီးတတာဆက်ဆံတာကိုကြိုက်ကြရင်လို့ထင်တော့ဒါလည်းအမြဲတမ်းတော့မဟုတ်ပါဘူး။တစ်ခါတလေမှသူတို့လည်းကွဲပြားခြားနာတဲ့အပြောင်းလဲကို လုံရှင်တက်ကြပါတယ်။ဒီနေရာမှာသူတို့ဘာလုပ်ခြင်းလဲဆိုတာကိုပွင့်ပွင့်လင်းလင်းကြီးနာတိုင်ပြမလို့ရပါတယ်။အမကအမျိုးသမီးတွေကအလွယ်တကူနဲ့အချိန်ကြီးပြီးဆုံးတာတယ်လို့ထင်တော့အမျိုးသားတွေလိုမဟုတ်ပဲအမျိုးသမီးတွေကအထွတ်အထိပ်ကိုရောက်ပြီးနောက်တစ်ချိန်ပြန်ရောက်ဖို့အချိန်အပိုင်းခြားတကူစောင့်နေစရာမလိုတာကတော့မှန်ပါတယ်။ဒါပေမဲ့အချိန်ကြီးပြီးဖို့အသာထား အတိုတိုက်ကိုတကြိမ်ရောက်ဖို့တော့အမြဲတမ်းမလွယ်ကူပါဘူး။နောက်ပြီးဝတ်ကြလိုက်တဲ့အချိန်တစ်ခုတွင်မှဒီလိုထပ်ဖြစ်နိုင်တဲ့အမျိုးသမီးတချို့ရှိပေမယ့်ဒီလိုဖြစ်အောင်မလုပ်လို့ရမလဲဆိုတော့အမျိုးသမီးတိုင်းမသိစားပါဘူး။အထွေကျုံလိုပါတယ်။အမားတစိမ်လိမ့်ဆက်ဆန်ကြီးရဲ့ပန်းတိုင်းကအတိုတိုက်ခံစားမှုရဖို့ဖြစ်တယ်လို့ထင်တော့အတိုတိုက်ရဖို့ကပန်းတိုင်းဖြစ်တယ်လို့မတွေးပါနဲ့။ တကယ်တော့အိမ်နာမှုဘဝအေးအေးရှိရှိတဲ့မှာလိမ်မှုကိစ္စဆိုတော့အကန့်အတန့်အပိုင်းထားတစ်ခုပဲဖြစ်ပါတယ်။ကိုယ့်အဖို့ရဲ့ကိုယ်ခန္ဓာစိတ်ခံစားမှုစိတ်ရောထက်ထမှုတွေနဲ့အမြဲတမ်းရှင်နေကြွဝင်ရောင်းနေပါ။ကိုကအထုထိန်ရသလိုသူရောက်တော်တဲ့ခါရီလေးရှိပါလိမ့်မယ်။သိထားရမှာကအထုထိန်ရောက်ဖို့အတွက်စံနှုန်းဖြင့်သတ်မှတ်ထားတဲ့အချိန်သို့မဟုတ်ဒီလဲဆိုတာမရှိပါဘူး။ သူများလုံးသလုံးလိုက်လို့ပို့မလို့သလုံးသူများနဲ့တူချင်ပါလေတူပါလိမ့်မယ်လူတရာချင်းချင်းလိုက်꿰ပြမှုတွေရှိနေပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြားလေးကိုတော့ဒီမှာပဲရန်နာဝင်ပြုပါရှင်နောက်ထပ်လည်းကျမတို့ channel ကလည်းဖူးတုဒ္ဒဖြစ်စေမယ့်ကြားလေးတွေကိုရွေးချယ်တင်ဆက်ပေးပါမို့ဆောင်မြော်ပေးကြပါဦးရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့ပရိသတ်တယောက်စီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်